နေဆန်းရဲ့ဘဝမှာဒါပရမဥဆုံးအကြီးမားဆုံးခွဲစိတ်မှုတစ်ခုလောက်မှာဖြစ်ပါတယ်။ဘာလောက်မှာလဲဆိုတာအလုံးတိကျတဲ့အတိုင်းပဲမျက်နှာတစ်ခုလုံးကို plastic surgery လောက်မှာဖြစ်ပါတယ်။ Yay! ဆန်းလေဖြစ်ချင်တဲ့အိမ်မက်လေးတစ်ခုကတော့နောက်ဆုံးတော့လုံနိုင်ခဲ့ပြီပေါ့နော်။ဒီနေ့ကကြတော့ဆန်းက ဆေးရုံရောက်နေပါပြီ plastic surgery ဆေးရုံအစားတော်အစမ်းကကြတော့ကိုရီးယားမှာလုပ်မယ်လို့တော့စကူထားပါတယ်ဒါပေမဲ့အခုဒီဆေးရုံမှာကြတော့နာမည်ကြီးတဲ့လူတော်များများလာလုပ်နေကြဆေးရုံပေါ့เนาะအဲ့တော့ကျွန်တော်တို့စံကဒီဆေးရုံကိုရွေးချယ်ပြီးတော့မှလုပ်လိုက်ပါတယ်ဆိုတော့ let's go လိုက်ပြမယ်เนาะကဲအခုကကြတော့ဆန်းကဒီ DX plastic surgery hospital မှာပဲဆန်းကမျက်နှာတစ်ခုလုံးကိုလှုပ်ဖြစ်သွားပါတယ်ဆိုတော့ဒီနေ့ကကြတော့ဆန်းကလိုအပ်တဲ့အချက်လက်တွေဆန်းကတလုံးမှာဖြစ်ပါတယ်ဆိုတော့လိုက်ခဲ့အောင်နော်ဆေးရုံကလေဆေးရုံကပြောတာကြည့်လိုက်လို့ရှိရင်တော့ hotel လိုပဲနေချင်းစရာလေးနော်ဒါရောဆရာဝန်နဲ့တည်တည်ချာချာတိုင်ပင်ဆွေးနွေးတယ်။သတိတိစကန်နဲ့လည်းတေချာပြပေးလို့ဆိုတော့လေတော်တော်လေးစင်ပြေတယ်။ဒါရောဆိုင်ရဲ့တကယ်ချင်းဖိမွေဆိုဟော့ပေါ့နော်။ သူဆွေးတော့ထိုင်းပါနဘယ်ကြီးဆက်လီပေါ့နော်သူလည်းဆိုင်းအောင်လိုက်ကြည့်ပေးတယ်ဆိုင်းရတစ်ခေါက်လည်းပြန်လောက်ပိုးဆရာဘုံကပြောပါတယ်ဒီတစ်ခေါက်ကတော့ဆိုင်းရတစ်ခေါက်ကဆီလီကွန်နဲ့ပေါ့ဟောက်ပဲတဲ့နန်ယိုးနဲ့လောက်မှာဖြစ်ပါတယ်အခုကတော့ဆိုင်းရမျက်ထာရောနှောင်းရောပေါ့နော်ခွဲပြီးဝါလို့ရှိရင်တော့ထွက်လာမဲ့ပုံစံလေးကိုကြိုတင်သိရအောင် 3D scan နဲ့ပြပါတယ်အခုကတော့ဆိုင်ရလက်ပေါင်းတွေကိုအစီခွဲထုတ်ဖို့အတွက်ဆရာနဲ့တိုင်ပင်ရပါလက်ပေါင်းကအစီတွေကိုမျက်ထာထဲမှာပြန်ထည့်မှာဖြစ်ပါတယ် ဆဲရပြထားတော့ဘိုက်ထဲကအစီတွေရဲ့ပေါက်ထဲကအစီတွေရဲ့ပေါ့နော် ခွဲထုတ်ပြီးတော့ပါပြထားပါပြန်လဲပြီးတော့ပါအစားထိုးခွဲဆိုင်ပြဖြစ်ပါတယ်အဓိကကကြတော့ဆမ်းပြထားခြိုက်တဲ့နေရာပါပြန်လဲပြီးတော့ပါဖောင်းအောင်လုပ်တာပါရင်ခုန်နေပါပြီချစ်တို့ရေဒီနေရာကြတော့စေးစစ်မှာဖြစ်ပါတယ်အော်ဘာလို့လဲဆိုတော့ဆိုင်ကကြတော့မေးစေးပေးရမှတော့ကြောင်းမို့ဒီနေ့ကကြတော့လိုအပ်တဲ့ဟာတွေကိုဆက်ရမှာဖြစ်ပါတယ်ခွဲဆိုင်မှုအကြီးစားဖြစ်လို့တော့ကြောင်းမို့ ယောဂါတွေကိုတည်တည်ချာချာဆရာပါတယ်။ကဲချစ်တို့ရေအခုကကြတော့ဆန်းကသွေးစစ်ပြီးသွားပါပြီ။ခေကံ။ဘောရီကန်ဒီမာအာခယူခယူဆိုင်တာအရင်ကောင်းတယ်လူနာပေါ်မှာလည်းခယူဆိုင်တော်တော်ကောင်းတယ်။ Number 1ခါ The Act Hospital Plastic Surgery Hospital วัสดีค่ะพี่อ้อย สวัสดีค่ะ สวัสดีค่ะพี่อ้อยดูแลดีมากดีค่ะ ทักทายนะคะ สวัสดีค่ะชื่ออะไรเอเบียชื่ออ้อยชื่ออ้อยค่ะ โอเค ก็วันนี้เดี๋ยวจะพามาดูแลคุณในสารโอเค let's go แกจะดูยัง ရင်ခုန်နေပြီအခုကကြာတော့ဆန်တို့အာဒီအက်ဟော့စပီတယ်မှာအာတအိတ်မဖြစ်ပါတယ်ဒီနေ့ကကြာတော့ဆေးရုံတက်တယ်မှာပေါ့နော်အာဒီညဆေးရုံကညအိတ်မယ်မနေ့ဖြစ်မနေ့ကြာလို့ရှိရင်တော့ခွဲခန်းဝေးရမှာဖြစ်ပါတယ်ရင်ခုန်နေပေါ့အခုတော့ဟန်ပြပါဘီ Welcome to the hospital. ဆန်တော့အခုကကျွန်တော်ဆေးရောင်ရောက်ပါပြီ။ဆေးရောင်နဲ့တူလားကြည့်ပါဦး။ပတော်မှားတာကမဟုတ်ပါဘူး။ဟိုတယ်လိုပဲတအားတော်လူနာဆောက်ပါ။ဟိုကလည်းဆွဲချင်းလူနာဆောက်တယ်ဆိုတာဖြာတော့ဆွဲချင်းလို့ပါ။အဲ့လိုပဲမလို့မလို့ဒီမှာ။ဟုတ်ပါလား။ဖြာတယ်ဒီမှာလေ။ဟုတ်။သူကပြောတာလေဖြာတယ်လို့လားလို့ဆွဲချင်းလို့လားဟုတ်တယ်လေ။ထမင်းအိုးတော့ပါတော့နော်။ရှေ့ရှေ့ပောက်ပြအိုးတော့။ဟုတ်ပါတယ်။ဟိုအရင်တော့လည်းမျိုးသူကပြောတာလို့လားမသိဘူးလေ။ဒါကဒီဘက်ကကြတော့ ဒါဒါညနေတိုင်းတော့အမားဒီဘက်မှာထောက်ကျဲကျမတို့ကျမတို့ဒီမှာအိမ်မှာလူနာဒီဘက်ဒါကတော့လူနာဆောက်ကဒီဘက်နော်ဆန်ဒိုကကြတော့ဆေးရုံလာတာဆေးရုံတက်တာကြတော့ဘယ်သူပါလဲဆိုတော့ဒီမှာနှစ်ယောက်ပဲအောင်မျိုးထက်တယောက်ရဲ့သူရဲ့ငမဲလေးတယောက်ရဲ့ဟိုမှာ TX Hospital ဒါကတော့ဆန်ဒိုမနစ်ဖြန်မနစ်ပိုင်း၈နာရီစမယ်ခွဲခံဝင်ရပါပြီရင်လက်ခုံတယ်ဘယ်လိုမျိုးထွက်လာမလဲဆိုတာလေးကိုလည်းရင်ခုံတယ်စိတ်အောင်လည်းမတူနေဘူးเนาะတော်တော်လှ จริงอ่ะพลาติกเซอร์เจอรี่ฮอสพิทอลจริมาหลายอารมณ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 จ้าก็จะรอเอ็งดาบ้าว้ยเฮ้ยเอ็งดาบมาดูแล้วติดเลยจ้าเอ็งดาบ้าบาร์บี้ล่ะจ้าเราจ้าเราตัวนี้แหละป้าเนาะกองให้จ้าแข้งก็โตโตแต่นะ ตากแมนเนาะเอ๊ด้เลยิชูอืม โอเค ต่อต่อกลางเลยจ้าเนี่ยเรียกยอนี่จ้าเนาะนะเราไม่ได้แพนนายาเราไหม อ่า โอ้เราပြောมั้ยคยุไซมุยังก้าวเลยอ่าซื้อหยอกมาจ้าบ่เนาะตลอดเลยอิ่มปีเลยซังก็จ้าเราปีบ่รู้ชื่อเนาะอาสาๆมาบ่เนาะติญาโอ12นายโทรรู้ชื่อเนาะเยเลยตอบลงไม่อยากรอกูอาสาเลยซ่าลงไม่อยากรอกูเพียงแต่ตัวจ้าหมอคุซังก็ซื้อหยอกก็ซีเซนไปเลยทําเป็นเปี่ยวเลยซ่ามาဖြစ်ไปอืมทําเป็นเปี่ยวทําเป็นเปี่ยวซ่าล่ะเนาะปีต่อรู้ชื่อเนาะ12นายโทรรู้ชื่อเนาะป้ามาซ่าลงไม่อยากรอ ကောင်းမှာသူသမီးပြ Good morning ချစ်တို့ရေကဲမနေ့ပိုင်းရောက်ပါပြီခွဲမနေ့ရောက်ပါပြီခွဲမနေ့ရောက်တော့လဲမြင်မြန်ခွဲပြီးချင်နေပြီအမျိုးဖြစ်နေမခွဲခင်တော့ဆိုရင်တော့ရင်ခေါင်ခွဲမနေ့ရောက်တော့လဲမြင်မြန်ခွဲချင်နေမြင်မြန်မြင်ချင်နေမြင်မြန်ပြီးချင်နေပေါ့ကွယ်ခွဲပြီးပြီးချင်မှာဆိုရင်လည်းရောင်းနေမှာပေါ့နော်ကဲညတော့ကသိပြီးတော့မှအိမ်မပြော ့မပြောတော့သူနည်းနည်းတူနေပါလေဒါတော့ဆရာဝန်ကမခွဲခဲ့ပါမျက်ထားကိုတိတိဆချာပြန်ကြည့်ပါတယ်ဆက်ရမေးစီကတော့ဒီလိုမျိုးချုံချုံမဟုတ်ပဲနဲ့တဘာဝအတိုင်းလောက်မှဖြစ်ပါတယ်ဆရာဝန်လည်းတော်တော်စိတ်ရှည်တဲ့တော့ကြောက်ဖို့အကုန်လုံးအဆင်ပြေပါတယ်ချစ်တို့ရဲ့မခွဲခဲ့ပါသွေးပုံချိန်လည်းတစ်ခါတစ်ခါဆေးရပါတယ်ဒါကတော့ခွဲခန့်မဝင်ခဲ့ပါခဏအသာယူခိုင်းပါတယ်ချစ်တို့ရဲ့ ကဲချစ်တို့ရေခွဲစိတ်ခဲဝေရောက်ပဲချေရောက်ပါပြီဆိုင်ရပွားပါဒါပရပဥဆုံးအကြီးပါဆုံးခွဲစိတ်မှုဖြစ်လို့ရေလက်ခုပ်ပါတယ်မေးစေးကတော့မနေ့9နာရီကနေပြီးတော့ပါည6နာရီအထိပေးရပါတယ်နောက်ထပ်ဗီဒီယိုကပြန်ဆုံးကြပဲချစ်တို့ရေတတ်တာ